ာတအားလူကြိုက်များတဲ့ဝက်လက်ပေါင်းထမင်းကိုအခုအိမ်မှာလှူစားပါမယ်။လုံနည်းလေးတိထားရင်လေကိုယ့်အကိုလုံရောက်မယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်တလား။အချိုတဲဖို့အတွက်ကတော့ရေခဲတုပ်လေးလှုပ်သွားပါမယ်။လုံနည်းတွေအားလုံးကိုအခုနန္နာပြပြသွားမယ်နော်။ က်ဖြစ်တဲ့အီအီတုံတုံလေးနဲ့အတွင်းသားလေးနူးနေတဲ့ဝက်လက်ကိုအချိန်တိုအတွင်းမှာရအောင်နနာက81 pressure cooker လေးနဲ့ချက်ပြသွားပါမယ်။သူ့ရဲ့ချိုချိုမွိမွိအနှစ်ရည်လေးရလဲအဓိကကြတယ်။ Okay နနာဆောက်လုပ်ပြမယ်။အရင်ဦးဆုံးဒေအိုးထဲမှာတစ်ကြပိုးခေါက်နဲ့နနက်ပွင့်ကိုမှွေးလောင်အထိလှော်ပါမယ်။ပြီးရင်ဝက်လက်သားကိုစီပူထဲမှာအရောင်ပြောင်းလာတဲ့အထိကြော်ပေးရပါမယ်။ မကြော်ခင်မှာလေးဝက်လက်ကိုနနာတို့က၆သွားအောင်လို့ပေါ့နော်ဒီလိုမျိုးလေးတေးချာလေးရေစုပ်ပေးလိုက်ပါထဲရင်လေလေစီမပူခင်တဲ့ဟာဝက်လက်ကိုကြိုပြီးတော့ထည့်ထားပါဒါမှစီသိမ့်မပေါက်ပါနော်ပြီးရင်မီးအနေတော်လေးနဲ့ပဲဟိုဘက်ဒီဘက်ရဲလာအောင်ထိကြော်ပေးရပါမယ်ရှင် ီလိုမျိုးလေးကြော်ပေးလိုက်ခြင်းအပြင်သူကအခောက်လေးရလဲနေတာတို့တင်းသွားရယ်ပြီးတော့ဒီသူ့ရဲ့အရောင်ကလည်းပေါ့နော်ဒီပေါင်းမိတဲ့အချိန်အထိမှာကိုမှရဲရဲလေးနဲ့လှနေမှာဖြစ်ပါတယ်ဒါကြောင့်မှ okay ကြော်ပြီးပြီဆိုရင်တော့နေနာတို့ကဒီ wallet ကိုပေါင်းမဲ့ pressure cooker ထဲကိုတစ်ခါတည်းထည့်လိုက်ပါတော့မယ် wallet ပေါင်းရဲ့အရေလေးမှွေးနေအောင်ပေါ့နော်အမွေးကြိုင်လေးတွေကိုလည်းနေနာစီတက်ပြပါမယ်အဲ့ဒီအတော့နန်းနန်းမင်းအမြစ်ကိုညအောင်ထားမယ်ပြီးရင်ငေရုပ်ကောင်းတဲ့သွွ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 ွ ပတဲကောလေးနည်းနည်းကိုကြားပါလိရှာလို့လွယ်တဲ့သူကတော့ထဲ့ပါမထဲ့လဲဘာမှမဖြစ်ဘူးเนาะโอเคဒီအနှစ်ရပြီဆိုရင်တော့ကိုယ်ခဏလေးထားထားအောင်ဒီနေ့တကြအပျော့လေးကိုပျော့သွားအောင်အိုးထဲမှာအရင်အပူပေးလိုက်မယ်เนาะ ဒီလိုတနည်းတကြားအပျော်မရှိတဲ့သူတွေဆိုရင်လေထညာခဲကိုတုံးပြီးတော့လည်းလုံးလို့ရတယ်။နောက်ဆုံးဘာမှမရှိရင်တော့လည်းတို့တကြားလေးကိုပဲလေဝတ်တဏီချက်တွေပါလေလူမျိုးပဲအယောင်ရအောင်စီတက်လို့ရပါတယ်နော်။ပူပြီးတော့လေဒီလိုမျိုးလေးပျော်သွားပြီဆိုတော့တို့ခုနကထောင်းလာတဲ့အနှစ်ကိုသူ့တဲ့ထည့်ပြီးတော့တခါတည်းရောမွေလို့ရပါပြီ။ဒီမာတင်လေးအနံ့ကမိဖို့ကြောင့်တစ်ခုလုံးမှွေးနေပြီသီလား။ Okay အခုလောက်ဆိုရင်နေနာတို့ကရေနွေးကိုကိုလိုတလောက်အကုန်ထည့်ပြီးတော့ပုတ်ပွက်စွာအောင်တည်ပြီးလိုက်ပါ။ ဒီချိန်မှာအရာသာအပေါ့အငန်တွေကတခါတဲ့နန္နာတို့ဆက်ဟတ်လိုက်ပါမယ်။အရာသာအတွက်ကစာပင်ငံပြရဲ့အကြီးပင်ငံပြရဲ့အနောက်ခရူးစီတို့ထည့်ပြီးတော့တေချာလေးတမအောင်ငွေပေးလိုက်ပါ။ခုနကလှော်ထားတဲ့တေချဘိုးခေါက်နဲ့နနက်ပွင့်တွေကိုလည်းဒီမှာတခါတဲ့ထည့်လိုက်ပါမယ်။နနာတော့လေဒီအရေကိုတခါရဲ့ pressure cooker နဲ့ထည့်ချက်မှာပေါ့နော်အားကြောင့်မလို့အပေါ့ငံကိုဒီမှာတွေကတခါရဲ့မြည်ပေးပါမယ်။อืมပွက်ပြီပဲဒါဆိုရင်သူ့ကို ဝက်လက်တင်နဲ့ရောထည့်ပြီးတော့ပေါင်းလိုက်တယ်ဆိုရင်အရသာနောက်ဆုံးမှလည်းကွက်တီဖြစ်သွားမယ်နော်။ကဲဒီအနှစ်ရည်လေးကိုဝက်လက်မမြုပ်တမြုပ်အနေဒါလေးထိနနာထည့်ပေးလိုက်ပါမယ်။ဒီလိုပရက်ရှာကိုကာရီရဲ့သဘောတရားကလေသူကရေငွေ့လုံအောင်လုပ်ပြီးတော့အ мян ချက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့နန္နာတို့ထည့်ထားတဲ့ရေပမာဏဤပါအတိုင်းကိုပဲချက်ပြီးတဲ့အချိန်မှလည်းပြန်ရရပေါ့နော်။ဒါကြောင့်ရေကိုလည်းကိုကအများကြီးထည့်ထားစရာမလိုဘူး။ကိုလိုတလောက်ရေအနေထားကိုပဲထည့်ပြီးတော့တခါတည်းထည့်ပေါင်းလိုက်လို့ရပါတယ်နော်။ ပြီးရင်အငွေးထွက်တဲ့အပေါက်ကလေးကိုပါပိတ်ပေးလိုက်ပါဒီ81 pressure cooker မှာကြတော့လေ तू ကအသားပေါင်းမလားအရိုးနူးအောင်လုပ်မလားဆန်ပြုတ်လုပ်မလား function အကုန်အစုံရှိရဲပေါ့နော်အခုနန္နာကဝတ်သားဆိုတော့ဒီမှာအသား function ကိုပဲနန္နာနှိပ်လိုက်မယ်ပြီးရင်သူ့အကူ run ဝါလိမ့်မယ် အဲ့တော့ကိုထည့်တဲ့အသားအနေထားအလိုက်ဒါမှမဟုတ်စင်ကိုချက်မဲ့အရာအလိုက်ပေါ့နော်သူ့ function နဲ့သူသူ့ရဲ့အချိန်ကသူ့ကသူချိန်ထားပြီးသားဒါကြောင့်ငါတို့ချက်ပြီးပြီဆိုရင်သူ့ကိုတိုင်းပြထားလိုက်လို့ရတယ်ပြီးတော့ D81 pressure cooker ရဲ့ size ကကြတော့လေမိသားစုသုံး size ပေါ့နော်ဒါကြောင့်တက်ဆိုရင်လည်းအကောင်လိုက်ဒါမှမဟုတ်ဆိုခုနလိုဝက်လက်အကြီးဆိုရင်လည်းငါတို့နှစ်ခုလောက်ကတော့အသားလေးထည့်ပြီးတော့တစ်ချိန်ထဲပေါင်းလို့ရတယ် pressure cooker မရှိတဲ့သူတွေဆိုရင်တော့ရိုးရိုးအိုးထဲမှာပဲအချိန်အကြာကြီးနိုင်နဲ့ချီပေးပြီးတော့လူသွားအောင်ဖြီးပေါင်းလို့ရတယ်ဒါမှမဟုတ်ဆိုရင်လည်းငါတို့ကြွေပေါင်းအိုးတို့ မြေပေါင်းအိုးလိုလိုမျိုးအချိန်ယူပြီးတော့ဖြည်းဖြည်းချင်းနူးအောင်လုပ်ပြီးတယ် slow cooker နဲ့လည်းပေါင်းလို့ရပါတယ်ရှင်ဝက်လက်ပေါင်းထားတော့မှနန္နာတို့ကသူ့ထဲကိုတခါတည်းရောထဲမဲ့အစာပလာတွေကိုပြင်ထားပါမယ်အဲ့တော့နန္နာကတော့ဘဲဥလေးပြုတ်ပြီးတော့အခွန်ခွာထားတယ်ပြီးတော့ shiitake မှုလို့ခေါ်တဲ့ဒီလိုမျိုးမှုမဲလေးတွေကိုလည်းရေစိမ်းထားလိုက်တယ်ပြီးတော့ကိုင်းလန်ရွက်ကလေးတွေကိုကြတော့လေရေနွေးလေးနဲ့ဖြောပြီးတော့မှအရောင်လေးကြကြစိမ့်နေအောင်လို့ရေခဲရေနဲ့တစ်ထပ်ပြန်ပြီးတော့အစိမ်းထားပါတယ်ရှင်ဝက်လက်ပေါင်းစားတဲ့အခါမှာအီလေးပြည့်စေဖို့အတွက်ပေါ့နော်နန္နာတို့ကကြမ်းမဆိုင်လို့ခေါ်တဲ့ဒီလိုမျိုး မုံညင်းစိမ့်အချင်တဲလေးကိုပေါ့နော်နန္ဒနုံးနှုတ်ကလေးလှီးထားပါဗျာအဲ့ကြံမဆိုင်ကိုပုံဖွေးသွားအောင်ဆိုရင်ကျွတ်သွန်ဖြူလေးနည်းနည်းစီတက်ပြီးတော့မှသူ့ကိုတစ်ထက်လေးပြန်ကြော်ထားလို့ရတယ်။ဒါမှမဟုတ်ဘူးဆိုရင်ဝက်လက်ပေါင်းဟင်းရည်ထဲကိုထည့်စိမ်ပြီးတော့မှပြန်ပြီးတော့ထင်းမင်းနဲ့တွဲစားလဲရပါတယ်ရှင်။အာနနာတော့လေးဟင်းရည်ချင်သွားမှဆိုလို့ပေါ့နော်။ဒီတိုင်းမဆားကနေကြတော့မှသူ့အပေါ်ကနေပြီးတော့ဝက်လက်ပေါင်းအရေးလေးဆန်းပြီးတော့ပဲစားလိုက်မယ်နော်။ကဲပြောရင်းဆိုရင်လည်း ဝက်လက်ပေါင်းလေးကလည်းအချိန်ပြည့်သွားပြီဆိုတော့နောက်တစ်ချက်ဖွင့်ကြည့်လိုက်မယ်နော်အဲ့တော့ pressure cooker ရဲ့သဘောတရားရာညာတော့မဖွင့်ခင်မှာအငွေ့အရင်ထုတ်ပေးဖို့လိုပါတယ်အငွေ့ထုတ်မယ်ဆိုရင် तू ကကြတော့လေဒီလိုမျိုးလက်ကင်ရနေပြီးတော့ဖိလို့ရတဲ့နေရာလေးပါအကြောင်းမို့နော်လက်ပူမာရပါဆိုရင်ဆရာမလို့ဒီဟာလေးနဲ့ဖိပြီးတော့တခါတည်းအငွေ့ထုတ်လို့ရရပေါ့နော် ။သူကလေအငွေးထုတ်လိုက်တာနဲ့ခုနကလိုမျိုးပေါ့နော်။အချိန်နဲ့အငွေးကကန်ပြီးတော့ထွက်လာတဲ့ကြောင်မို့လို့ငနာတို့ကအငွေးမထုတ်ခင်နဲ့ကဒီ pressure cooker နဲ့ခလန်းလန်းလေးမှရက်ပြီးတော့မှအငွေးကိုထုတ်သင့်ပါရဲ့နော်။ဒီလိုမျိုးလေလက်ကင်မှာအငွေးထုတ်တဲ့ခလုတ်မပါသေးတဲ့အိုးတွေနဲ့တော့ဆိုရင်လေဘသူကြုံမှုလဲ။အမလေးအငွေးတစ်ခေါက်တစ်ခေါက်ထုတ်ဖို့အရေးဒီလိုမျိုးရောင်းမတွေနဲ့အဲ့လိုမျိုးကြီးလောက်ကြရတာလေ။ဘဝတူတွေရှိဘူးလားဒါပေမဲ့ဒီ81 pressure cooker ကြောင့်အဲ့ဒီဒုက္ခတွေကတော့ဝေးသွားပါပြီရှင်အငွေးကုန်ပြီဆိုရင်ဖွင့်လို့ရပြီ ခင်းလေးနဲ့ထိုးကြည့်လို့အသားတွေကလည်းနူးနေပြီးအခောက်ကလည်းအနေတော်ဖြစ်သွားပြီဆိုရင်တော့ဝက်လက်ပေါင်းလေးရသွားပါပြီဒီအချိန်မှာနားတို့ကဘဲဥနဲ့ပုံမဲလေးတွေကိုထည့်ပြီးတော့ရိုးရိုးဟင်းချက်တဲ့ဒီ cooking function လေးနဲ့ပဲခဏဆက်ပြီးတော့ချက်ထားလိုက်မယ်နော်ဝက်လက်လေးနဲ့တို့စားဖို့အတွက်အအီးပြအချင်းလေးလက်ဆက်ပြပါမယ်မြုပ်သေးအနီးနဲ့ကျွတ်သွင်းဖြူကိုညှက်အောင်ထားမယ် အရသာအတွက်စာတကြားငားငံပြရည်နဲ့အချင်းအတွက်ကတော့ဗနီကာလေးထည့်ပါမယ်ပြီးပြီဆိုရင်ရေအိုးကူလိုတလောက်လေးဆက်ပြီးတော့ရောဖြော်လိုက်ပါဒါဆိုရင်တော့ဝက်လက်ပေါင်းနဲ့စားဖို့အတွက်အချင်းလေးတစ်ခွက်ဖြော်လို့ပြီးသွားပါပြီကဲအခုဆိုရင်တော့ဘဲဥလေးရလည်းအကြောတင်းသွားပြီးမှုလေးတွေရလည်းဤသွားပါပြီဒါဆိုရင်တော့ဝက်လက်ပေါင်းကိုမီးပိတ်လို့ရပါပြီရှင် ကဲအားလုံး ready ဖြစ်ပြီဆိုတော့ပွဲပြင်လိုက်ပါတော့မယ်ရှင်။ ဒါဆိုရင်တော့ဆိုင်လက်ရအတိုင်းကောင်းတဲ့ Thai style ဝက်လက်ပေါင်းချမင်းလေးကိုရသွားပြီဖြစ်ပါတယ်ရှင်။နနာပြပြခဲ့တဲ့လုံနီလေးကရှင်းရလားဆိုတဲ့ဟာလေးကို comment ထဲမှာမှန်သွားပေးကြပါဦးနော်။လုံစားကြီးမလေးပို့ပြီးတော့လွယ်မန်းသိလိမ့်မယ်။ဘသူတွေလိုက်လုံစားကြမလဲ။အချို့တဲဖို့အတွက်ရေခဲတုပ်လေးလောက်ပါမယ်။ဒီ81ရေခဲတိတ်ဆက်လေးရှိပြီးကြတဲ့အားလေးနနာရေခဲတော့ကိုဆိုရင်အပြင်မှာမဝယ်စားဖြစ်တော့ဘူးကိုကကိုပဲအိမ်မှာလှုပ်စားပါပါတယ်ရှင်ဒီဆက်လေးကလေ300လေးတော်တော်လေးလွယ်တယ်ပြီးတော့သူကအထက်မှာဘက်ထရီလေးနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နနာတို့မီးတွေပါကြီးလဲထိုးစရာမလိုဘူးသူကအာ ားလေးပြန်သွင်းပြီးတော့သုံးရုံပဲဒီမှာသုံးခါနီးပြီဆိုရင်သူ့ရဲ့ဘတ်တန်လေးကိုဖွင့်မယ်ပြီးရင်ဒီအပေါက်လေးထည့်ရနီးပြီးတော့ကိုကြိတ်မဲ့ရေခဲတွေကိုထည့်ပါမယ်ရေခဲရတော့လေအတုံးမကြီးမသေးလေးဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ကိုကြိတ်တော့မယ်ဆိုမှဒီအတန်လေးနဲ့ဖိချလိုက်အောင်မယ် Okay ဒီမှာကြည့်ပါအောင်ရေခဲမောမောလေးတွေရသွားပါပြီရေခဲတုံးမဲ့ခွက်ထဲကိုထည့်ပါမယ်ရေခဲတုတ်ဆိုရင်လေနနာအခုခစ်ပေါ်တဲ့ရေခဲတုတ်တွေမကြိုက်ဘူးဟိုးအရင်ကငငယ်တုန်းကစားတဲ့ရေခဲတုတ်ပုံစံမျိုးပဲကြိုက်ပါတယ်နနာနဲ့အကြိုက်တူရဲ့သူဘယ်သူရှိလဲ comment ထဲမှာမှတ်ငယ်ပေးကြအောင်နော် okay နနာရဲ့ကြိုက်တဲ့ရေခဲတုတ်ကိုစားလုပ်ပါမယ်အရင်ဦးဆုံးဇီးနဲ့တစ်ခွအရေးလေးကိုထည့်မယ်ပင်မွားလေးထည့်မယ်ကြောက်ကြောထည့် ဖယုံယိုနနက်ယိုလေးလည်းထည့်မယ်။မြေပဲဆန်လေးဖြူလူစိမ်းလေးလည်းဆန်။နောက်ဆုံးအနေနဲ့နိုးစီလေးကိုလည်းခက်ရွှဲရွှဲလေးထည့်လိုက်ပါမယ်ရှင်။အပေါ်ဆုံးကနေပြီးတော့ဇီးရည်လေးထပ်ဆန်းလိုက်မယ်။ကဲဒီလိုမျိုးရေခဲတုပ်ကူမှာ ကြိုက်တဲ့အချက်တလိုင်းနေဘာလို့ရှိလဲကွန်မန့်တွေမှာမှန်သွားကြပါအောင်နော်81ရေခဲကြိတ်ဆက်လေးကြောင့်ဒီလိုရေခဲတုတ်တပွဲကိုဆိုင်မသွားဘဲနဲ့အိမ်မှာလွတ်လွတ်ကူကူလုပ်လို့ရသွားပြီဘလောက်တောင်အဆင်ပြေလဲပြီးတော့လေဒီဆက်လေးကဗမာအတော့ဝင်နေလဲဆိုရင်လေကိုယ့်အိမ်မှာဧည့်သည်လာလို့ဆာရှင်မီတို့ပင်လယ်စားတို့လှလှပပလေးရေခဲခင်းပြီးတော့တဲခင်းအဲ့ခန့်နေဆိုရင်လေတအားကမှအဆင်ပြေပါရဲ့ရှင်ဒီလိုလေးပါ ဒါဆိုရင်တော့ဆာရှိမီတို့ပင်လယ်ဇာတို့ဟာကိုစားကဏ္ဍဤအထိလက်လက်ဆက်ဆက်လေးဖြစ်နေမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်တော့81 pressure cooker လေးနဲ့နန္နာလုပြသွားတယ်။ Thai style wallet pound tamin ရယ်81ရေခဲကြိတ်ဆက်လေးနဲ့လုပြသွားတယ်။ရေခဲတုပ်လေးရယ်ကိုအားလုံးသဘောကျလိမ့်မယ်လို့ထင်ပါတယ်ရှင်။မသိသေးတဲ့သူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို like and share လုပ်လိုက်ပါအောင်နော်။81 electronic ရဲ့ပစ္စည်းတွေအကြောင်းသိချင်နေဆိုရင်တော့81 electronics ရဲ့ Facebook page မှာသွားပြီးတော့လေ့လာလို့ရပါတယ်ရှင်။ဟုတ်ကဲ့။နောက်လည်းဒီလိုမျိုးစားကောင်းပြီးတော့ရောင်းတန်းဝင်တဲ့ ့ခင်းရချက်နီးတွေနဲ့အတူနာနာပြန်လာခဲ့ပါမယ်ရှင်။